ဒီနေ့မှာတော့ဘဝကိုရူးရှင်းစွာနဲ့ဖြတ်သန်းနေတဲ့မျက်လဲဆရာလေးတယောက်ကမျက်လဲပွဲတစ်ခုမှာအမားရွံ့တစ်ခုဖြစ်ခဲ့ခြင်းအများကတင်သေးခြင်းကိုခံခဲ့ရတဲ့ပြင်ရဲရီရဲ့ရိုင်းနှက်ခြင်းကိုလည်းခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာတော့မျက်လဲဆရာလေးကိုပတ်ဝန်းကျင်ကကောင်းလေး၃ယောက်ကဒီနေ့တမျိုးပြဿနာရှာနေခဲ့တာကြောင့်မျက်လဲဆရာနဲ့ကောင်းလေး၃ယောက်ကဘာတွေဆက်ဖြစ်မှာလဲမြလဲဆရာကပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တဲ့အပြင်လူ၃ယောက်ရဲ့တိတ်ဆုံးမှုကဖြစ်ပေါ်လာခဲ့တာကြောင့်ရဲတွေကလည်းမြလဲဆရာကိုမတင်ကပဲ အပူတပြင်းရှာဖွေခဲ့ပေမဲ့တသေးမရှိမျက်မြင်မရှိလူကိုလည်းမတွေ့ရဖြစ်နေကြတာကြောင့်မျက်လဲဆရာနဲ့ရဲရရှိရဲ့ကြားမှာဘလူတွေစကန်းသွားကြမလဲအောင်မြင်မှုများသေးတယ်မျက်လဲဆရာကသူ့ကိုထင်သေးတဲ့သူတွေကိုကြောက်တရားနဲ့ဘလူတွေအနိုင်ယူပြသွားမလဲဆိုတာကိုစိတ်ဝင်စားပွဲလျှော်ဝဲချက်တွေနဲ့ဟာတာတယောက်ဆောင်ယိုဂီဘာဘူးရဲ့အသက်ဆက်ဆက်စကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ့် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ဇလန်လေးရဲ့ဆာမာတော့ဘတ်စကားပေါ်မှာအိတ်ငိုက်ပြီးလိုက်ပါလာခဲ့တဲ့မျက်လဲဆရာလေးနဲ့တပည့်ဖြစ်သူတို့ကို၆တန်းတက်နေတဲ့ကလီမာလေးနှစ်ယောက်ကကြည့်ပြီးလောင်ပြောင်နေခဲ့ခြင်းမျက်လဲဆရာကနိုးသွားခဲ့ကသူ့ကိုထင်မသိစေဖို့အတွက်ကလီမာလေးတွေကိုမျက်လဲပညာတစ်ခွက်ကိုထုတ်ပြခဲ့တော့ကလီမာလေးတွေကလည်းသဘောချသွားခဲ့ကြပါတယ်။အဲဒီနောက်ကလီမာလေးတွေလည်းစင်ရမဲ့မှတ်တိုင်မှာဆင်းပြီးအင်ကိုပြန်လာခဲ့ခြင်းတပည့်ဆိုင်မှာထိုင်နေတဲ့လူငယ်လေးသူတွေကကလီမာလေးတယောက်ကိုလှမ်းကြည့်ရင်ငါကသာသူ့ကိုကြည့်နေရတာ ူကငါကိုဘရော့မှမချိဘူးလို့စိတ်ထဲကနေရည်ရွနေခဲ့ပါတော့တယ်။တ냐မှာတော့မျက်လှည့်ဆရာလေးနဲ့တပည့်ဖြစ်သူတို့လည်းပါတီပွဲတစ်ခုမှာပျော်ရွှင်နေခဲ့ကြပြီးပါတီကတာဝန်ရှိသူတွေရဲ့ဖိတ်ကြားမှုကြောင့်မျက်လှည့်ရှိုးပွဲတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။အဲ့ချိန်မျက်လှည့်ဆရာလေးလည်းသူ့ရဲ့ပညာကိုထုတ်ပြနေခဲ့ရင်မျက်လှည့်ပြကွက်တစ်ခုအတွက်ပြိတ်သက်တဲ့ကကလေးငယ်လေးတယောက်ကိုလှမ်းခေါ်လိုက်ပါတော့တယ်။ အဲဒီနောက်မြလဲဆရာလေးလည်းခလီးငယ်လေးကိုအသုံးချပြီးမြလဲကိုပြတ်သားဖို့လှုပ်ဆောင်ခဲ့ချိန်မှာတော့ချွတ်ချော်မှုတစ်ခုဖြစ်သွားခဲ့ရတာကြောင့်ခလီးငယ်လေးကအရန်ကိုထိတ်လန့်သွားခဲ့ရသလိုပြည်သက်တွေကလည်းမြလဲဆရာလေးကိုဝိုင်းပြီးတမခဲ့ကြတဲ့အပြင်ရဲတွေကလည်းရောက်ရှိလို့လာခဲ့ကစကန်ကအချုပ်ထဲမှာဖမ်းချုပ်ထားခဲ့ကြပါခနာကြာမှာတော့စကန်မှုရဲမေကရောက်ရှိလာခဲ့ကမြလဲဆရာလေးကိုအချုပ်ထဲကထုတ်လိုက်ရင်ဒါဖြစ်သူကိုဗီဒီယိုကောခေါ်က မြလဲဆရာကိုမြလဲပြခိုင်းနေခဲ့ပေမဲ့မြလဲဆရာကပြတ်သားလို့မရတဲ့အကြောင်းငင်းဆန်နေခဲ့တာကြောင့်စကမ်းမှုရဲမေလဲဒေါသတွေထွက်ကာမြလဲဆရာလေးကိုရိုက်နှက်ခဲ့ပြီးအနက်ဖြန်မှလှုပ်ပေးဖို့တပည့်တူးကိုမှာကြရင်ထွက်သွားခဲ့ပါတော့တယ်။မြလဲဆရာလေးကဖခင်မြလဲဆရာမရှိတော့တဲ့နောက်ပိုင်းတကူဒီလူမျိုးကြီးဘွားနဲ့ဖခင်ရဲ့မွေးကိုစက္ကန်ကဝါကိုရက်တီနေခဲ့ပေမဲ့အောင်မြင်တဲ့မြလဲဆရာတယောက်ဖြစ်မနေခဲ့ပါဘူး။နက်ခင်းကိုရောက်တဲ့အခါမျက်လက်ဆရာလေးကိုတပည့်ဖြစ်သူကယက်စကမှာလာရောက်ခေါ်ဆောင်ခဲ့ပါတယ် ညလဲဆရာလေးလည်းအင်ကိုပြန်ရောက်လာခဲ့တာကိုအိမ်နီးသားချင်းကောင်းလေး၃ယောက်ဖြစ်တဲ့ဒူရေရောဘင်နဲ့ဒီပတ်တို့ကလှမ်းချီကညလဲဆရာကိုအထင်သေးစွာနဲ့ပြောဆိုနေခဲ့ကြပါတယ်ညလဲဆရာလည်းအိမ်ထဲကိုရောက်တဲ့အခါဖာခင်ညလဲဆရာရဲ့ဓပုံကိုကြည့်လိုက်ပြီးအခုပြပြသွားတာကကျွန်တော်ရဲ့အမှားမဟုတ်ဘူးဒါကတန်ကြီးတက်သွားတာပါ စီလင်းနေနေလားထဲထားလိုက်မယ်ဆိုရင်အခုလိုတွေဖြစ်လာမှာမဟုတ်ဘူးလို့မြလဲဆရာကရေရွပြောဆိုနေခဲ့ကြင်တကားခေါတန်ကိုချားလိုက်ရတာကြောင့်မြလဲဆရာလည်းတကားကိုဖွင့်ကြည့်လိုက်တော့အင်းရှင်အပ်ထားတဲ့ပွဲစားပဲဖြစ်နေခဲ့ပါတယ်ပွဲစားလဲအင်းကားကပြီးဖို့မပြောတော့ပဲမြလဲဆရာကိုအိမ်မှာဆက်မနေဖို့ပြောဆိုကထွက်သွားခဲ့ပါတော့တယ် တရင် channel တခုမှာတော့စူဂျာဆိုတဲ့မိန်းကလေးကလမ်းဘေးခွေးတွေကိုအစာကျွေးနေတဲ့မျက်လက်ဆရာရဲ့အကြောင်းကိုဗီဒီယိုတိုလေးပြသသွားခဲ့တာကို coffee site မှာထိုင်းနေတဲ့မိန်းကလေးကာနီကတွေ့ရှိသွားခဲ့ပြီးစိတ်ဝင်စားသွားခဲ့ကတငယ်ချင်းဖြစ်သူစူဂျာကိုဖုန်းဆက်ပြီးမျက်လက်ဆရာရဲ့လိပ်စာကိုတောင်းယူခဲ့ပါတော့တယ်။ကာနီတို့တငယ်ချင်းတစ်ယောက်လည်းမျက်လက်ဆရာရဲ့အင်ကိုဆိုင်ကယ်လေးနဲ့ရောက်ရှိလာခဲ့ခြင်းဒူရီတို့တငယ်ချင်း၃ယောက်ကတွေ့ရှိသွားခဲ့ပြီးထီကဘာရီကဘာတွေပြောဆိုနေကြတာကြောင့်ဂါနီတို့လည်းအဖက်မလုပ်ပဲမျက်လက်ဆရာနဲ့တွေ့တွေ့ခဲ့ကြပါတယ် အိမ်ထဲကနေမျက်လက်ဆရာကလည်းထွက်လာခဲ့ပြီးဂါနီတို့ကိုကြည့်ကဘာကိစ္စလဲလို့မေးမြန်းလိုက်တော့ဖုန်းဆက်တာမရလို့ရောက်လာခဲ့တာဖြစ်ကြောင်းတငယ်ချင်းမလေးကပြောလိုက်တော့ဖုန်းပိတ်ထားတယ်လို့မျက်လက်ဆရာကလည်းပြန်လည်ပြောဆိုခဲ့ပိုင်းသတင်းတကူမှာမျက်လက်ဆရာရဲ့အချောင်းကိုတွေးလိုက်လို့ရောက်လာခဲ့တာဖြစ်ကြောင်းဂါနီကပြောဆိုခဲ့တဲ့အခါငါကဒီဗီတွေကိုမကြည့်ဘူးလို့မျက်လက်ဆရာက ပြောလိုက်ရင် လာရင်ကိစ္စကိုမေးမြန်းခဲ့ပိုင်းရှင်ကိုမျက်လက်ပွဲတကူတော့ကားကျင်တာဖြစ်ကြောင်း ဂါနီကပြောဆိုခဲ့တဲ့အချိန်မှာတော့မျက်လက်ဆရာလေးခဏစဉ်းစားလိုက်ပြီးမှလက်ခံခဲ့တာကြောင့်ဂါနီတို့လည်းဝမ်းသာကထွက်သွားခဲ့ကြပါရလေဆရာလေဒူရီတို့နားကိုသွားကမင်းတို့ကငါ့ကိုနှိမ်ချပြောဆိုလို့ရပါတယ်။ဒါပေမဲ့ငါရဲ့ဧည့်သည်တွေကိုတော့အခုလိုတွေမပြောတင်ဘူးလို့ပြောဆိုခဲ့တဲ့အခါဟုတ်ပါပြီ။သူတို့ကဘာလာလောက်ကြတာလဲလို့ဒီဘက်ကမင်းမြန်ခဲ့တဲ့အခါ ငါကိုမျက်လဲပွဲတစ်ခုတွန်းလာငါရဖြစ်ကြောင်းမျက်လဲဆရာကပြောလိုက်တော့ဒူရီတို့လည်းမျက်လဲဆရာကိုလောင်ပြောင်ရီမောနေခဲ့ကြတာမို့မျက်လဲဆရာကလည်းဘာမှမပြောချင်တော့ပဲထွက်သွားခဲ့ပါတော့တယ်မျက်လဲဆရာလည်းအိမ်ထဲကိုရောက်တဲ့အခါသူ့ရဲ့ချလာစွာသောခူပြူလေးရဲ့လောင်ချိုက်ရှိမှထိုင်ကသူ့ရဲ့ဖုန်းကိုပြန်ဖွင့်နေခဲ့ပါမြလဲဆရာလေးဖာခင်ရဲ့ဓပုံကိုကြည့်ကအဖေကတားကိုပြောခဲ့တယ်မလားမအောင်မြင်ဘူးဆိုရလေအခုတွေ့တယ်မလား ျွန်တော်ကိုမျက်လှည့်ပြဖို့လမ်းကားသွားတာလေလို့ငုံစားပြီးပြောဆိုနေခဲ့ရင်ခိုးပြူလေးကိုကြည်ကမင်းရဲ့ပစက်ကိုပိတ်ထားငါ့ကိုလူတွေဝိုင်းရိုက်တုန်းကမင်းကဘဲကိုပြန်သွားတာလေလို့တကူတည်းရေရွက်ကအပြစ်တင်ပြောဆိုနေခဲ့ပါနောက်တနေ့မှာတော့ကာနီတို့ငားရမ်းထားတဲ့ပွဲကိုမြလဲဆရာကတာဝန်ချေစွာနဲ့ပြသဖို့ကြိုးစားခဲ့ပြီးစိတ်လုံရှားစရာတခုနေတဲ့ပြိသက်တူကိုလှမ်းခေါ်ကမုံလာဦးတလုံးကိုပစက်နဲ့ကိုက်ခိုင်းထားလိုက်ရင်မြလဲဆရာလေးကမျက်လုံးပိတ်ပြီးဓာတ်နဲ့ခုံမဲ့ပြကွက်ပဲဖြစ်ပါ යි တပည့်ဖြစ်သူကလည်းအစည်းအဝေးတိုင်းပြုလုပ်ဖို့ပြင်ဆင်နေခဲ့ချိန်မှာပြိသက်တူကကြည့်ကဟိုတစ်ခါကလည်းအခုလိုဖြောက်ွက်ကြအောင်ခလီတရာစီးယုံတင်လိုက်ရတာဖြစ်ကြောင်းရလဲဆရာလေးကတကယ်မတက်ပဲလိမ့်လေနေတာဖြစ်ကြောင်းအပုတ်ချပြောဆိုခဲ့တာကြောင့်ပြိသက်တွေကလည်းလက်မခံနိုင်တော့ပဲရလဲပွဲကနေအသီးသီးထွက်သွားခဲ့တာကြောင့်ပွဲကလည်းပြတ်သွားခဲ့ရပါဂါနီလေရလဲဆရာကိုကြည့်ပြီး အာနာသွားခဲ့တာကြောင့်ရလဲဆရာကိုနှစ်သိမ့်ပေးနေခဲ့ပေမယ့်ဒါကရလဲဆရာတယောက်တည်းစူးညော့ခလုတ်တစ်ခုပါပဲ ငါဖေကငါ့ကိုအမြဲပြောလိရှိတဲ့စကားတခုရှိတယ်။မင်းအောင်မြင်မှာမဟုတ်ဘူး။ပျက်စီးလိုက်မယ်ဆိုတဲ့စကားပေါ့။အဲဒီစကားကိုအရင်တုန်းကငါနားမလည်ခဲ့ဘူး။အခုတော့နားလည်လိုက်ပါပြီလို့ဝမ်းနဲ့စွာနဲ့ပြောဆိုသွားခဲ့တာကြောင့်ဒါနီတယောက်ရလဲဆရာရဲ့အပေါ်မှာအမိမသိတဲ့ခံစားချက်တမျိုးကိုခံစားလိုက်ရပါတော့တယ်။ညာဘက်ကိုရောက်တဲ့အခါရလဲဆရာကတယောက်တည်းစိတ်ပြက်လက်ပြက်နဲ့ထိုင်ကတစ်ချိန်ကဖာခင်နဲ့အတူတူရှိခဲ့တဲ့ချိန်တွေကိုသတိရနေခဲ့ပါတယ်။ဖာခင်ကမြလဲနဲ့ပတ်သက်ပြီးတင်ချားပေးနေခဲ့ပေမဲ့ မြလဲဆရာကလိုင်းမလုံနိုင်ပဲဖြစ်နေခဲ့တာစိတ်ပြက်နေခဲ့တာမို့မြလဲဆရာတွေအတွက်စိတ်ကက်နဲ့တိကျရေးရမှုလိုအပ်ကြောင်းလက်ကွက်စင်တိုင်းကိုရင်ထဲမှာနှလုံးသွင်းထားမှာဖြစ်ကြောင်းဗျိတ်သက်ကိုမြလဲဆရာကဂယုံဆိုင်ပဲအမားတစ်ခုခုကိုလှုပ်လိုက်တာနဲ့အဲဒီလှုပ်ကိုအပီးတိုင်စွန့်လွှတ်ရလိမ့်မယ် အဲဒါကြောင့်အစမပြတ်လေ့ကျင့်နေပါကုကုကိုယုံကြည်မှုရှိပြီးမျက်လဲကိုဖျက်တာနိုင်မှာဖြစ်ကြောင်းဖာကင်ပြောဆိုခဲ့တဲ့စကားတွေကိုပြန်သတိရနေခဲ့ပြီးဖာကင်ဖြစ်သူကောက်ရိုးမီးပုံကြီးတဲကိုဝင်ကမျက်လဲပြဖို့ကြိုးစားရင်းမီးလောင်ပြီးတည်ဆုံသွားခဲ့ရတာကိုလည်းမျက်လဲဆရာလေးကပြန်လည်မြင်အောင်နေခဲ့ပါတော့တယ် မနက်ခင်းကိုရောက်တဲ့အခါမျက်လက်ဆရာလေးကအိယာကမထသေးပဲဖုန်းကမြည်လာခဲ့တာကြောင့်ဖုန်းကိုကန်လိုက်တဲ့အခါကာနီဖြစ်နေခဲ့ပြီးမနေ့ကဖြစ်ခဲ့တာတွေအတွက်စိတ်ဖြည့်ပြီးလားလို့မေးလိုက်တော့အဲ့လို program အတွက်လူတွေရိုက်တာခံခဲ့ရပြီးပြီလို့မျက်လက်ဆရာကပြောဆိုခဲ့ပါတယ်။အဲ့ဒါကရှင်ရဲ့လူတွေနဲ့လုတင်တာဖြစ်ကြောင်းရှင်ကပြိတက်ကိုအသုံးပြုလို့အခုလိုတွေဖြစ်လာတာလေးလို့ကာနီကပြောလိုက်တော့မတတ်နိုင်ဘူးလေပြိတက်တွေကပဲငါတို့လိုလူတွေကိုအားပေးနိုင်တာလို့မျက်လက်ဆရာကလည်းပြန်လည်ပြောဆိုခဲ့ပါတယ်။ ရှင်ကကိုကိုကိုယုံကြည်မှုမရှိတော့ဘူးနဲ့တူတယ်။ကျမလည်းမျက်လှဲ့အကြောင်းနည်းနည်းပါးပါးသိရှိထားပြီးသားပါလို့ကာနီကပြောလိုက်တော့မင်းကငါနဲ့အဖွဲ့ဝင်လှုပ်ချင်တာလားလို့မျက်လှဲ့ဆရာကပြောလိုက်ရင်စကားကိုစမပြောချင်တော့တာမို့ဖုံးချပစ်လိုက်ပါတော့တယ်။အဲ့ဒီချိန်ဒူရီတို့၃ယောက်ကရောက်လာပြီးသူတို့ကိုမျက်လှဲ့တင်ပေးဖို့ရင်းရင်တီးတီးပြောဆိုနေခဲ့တာကြောင့်မျက်လှဲ့ဆရာကလည်းမတင်ပေးနိုင်တဲ့အကြောင်းပြောဆိုကငင်းဆန်ခဲ့တာကြောင့်ဒူရီကလည်းမျက်လှဲ့ဆရာကိုအညှိုးထားသွားခဲ့ပါတယ်။ညာဘက် ညလဲဆရာကအင်ကိုလမ်းလျှောက်ပြန်လာခဲ့ချိန်မောင်ရိပ်ွယ်ရကနေဒူရီတို့လည်းညလဲဆရာကိုပလင်းနဲ့ခေါင်းကိုရိုက်ပြီးပုံနေခဲ့တာမို့ညလဲဆရာကလည်းအရိုက်ခံလိုက်ရပြီးဘသူဘဝမှန်းမသိပဲဖြစ်နေခဲ့ပေမဲ့ဒူရီတို့လှုပ်တယ်ဆိုတာကိုတော့သဘောပေါက်နေခဲ့ပါတယ်။အဲဒီနောက်ညလဲဆရာလည်းရဲစခန်းကိုသွားကစခန်းမှုရဲမေနဲ့တွေ့ပြီးတိုင်ချက်ဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့စခန်းမှုရဲမေကတိုင်ချက်ဖွင့်ဖို့လက်မခံခဲ့ပဲ မျက်လဲဆရာကိုနှိမ်ချပြောဆိုလိုက်ရင်မင်းသူတို့ကိုသွားမထီးနဲ့သူတို့ကအကောင့်ကြီးတွေရဲ့တားဖြစ်ကြောင်း3 base ကားကိုပြောဆိုခဲ့တာကြောင့်မျက်လဲဆရာလည်းအချင်းဒီကိုသဘောပေါက်သွားခဲ့ပါနောက်တနေ့ကိုရောက်တဲ့အခါမြလက်ဆရာလေးလမ်းဘေးခွေးတွေကိုစာချွေးဖို့အတွက်အစာဝယ်ပြီးကျူးမွေးကအိမ်ကိုပြန်လာခဲ့ချိန်ဒူရီတို့ကအရက်တွေတောက်ပြီးမြလက်ဆရာကိုကြည့်ကရင်စနေခဲ့တာမို့မြလက်ဆရာကလည်းပြဿနာမတက်ချင်တဲ့အတွက်အိမ်ကိုပဲထွက်လာခဲ့ပါတယ် ခနာကြာမှာတော့မြလဲဆရာလေဒူရီတို့ရဲ့အနားကိုအပြေးလေးရောက်ရှိလာခဲ့ကငါရဲ့ခိုးလေးကိုမင်းတို့တွေဘာလို့လိုက်ကြတာလဲလို့မင်းပြန်ခဲ့တော့စောစောကလူမိုက်၃ယောက်ကိုဒီနားမှာတွေ့လိုက်ရတဲ့အကြောင်းဒူရီကဝိလေကြောင်ပတ်တွေပြောဆိုနေခဲ့တာကြောင့်မြလဲဆရာလေအောက်ကိုချိလိုက်တဲ့အခါသူ့ခိုးပြူလေးရဲ့အမွှေးတွေကိုတွေ့လိုက်ရတာမို့စိတ်မထိန်နိုင်တော့ပဲဒူရီရဲ့အင်ကြီးကော်လန်စာကိုဆွဲလိုက်ပြီးမင်းငါရဲ့ခိုးလေးကိုဘာလို့လိုက်တာလဲလို့မင်းနေခဲ့ပါတော့တယ် သူတွေလည်းဟမ်ဆောင်နိုင်တော့ပဲညလက်ဆရာရဲ့လက်ကိုဖယ်လိုက်ကမင်းကပါလို့ရက်စကန်ကိုသွားတာလေအဲ့ကိုသွားတိုင်လေးလို့ပြောဆိုလိုက်တဲ့အချိန်မှာတော့ညလက်ဆရာလည်းဘာမှပြန်မပြောနိုင်တော့ပဲလက်ထွက်သွားခဲ့ပါတော့တယ်ညလက်ဆရာကသူ့ရဲ့ဖော်ပြခုံဖြူလေးကရှိနေခဲ့တာကြောင့်အခုတော့ခုံဖြူလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်သူ့ရဲ့ရင်ထဲမှာဝမ်းနဲ့စွာနဲ့ခံစားနေခဲ့ရရှာပါတယ်တရမတော့ကာနီတယောက်ညလက်ဆရာရဲ့အိမ်ကိုရောက်ရှိလို့လာခဲ့ခြင်း မျက်နှာမကောင်းနဲ့မျက်လှစရာကိုမေးမြန်းလိုက်တော့ငါရဲ့ခိုးပြူလေးကိုတယောက်ယောက်ကတခုခုလုံလိုက်ကြတယ်လို့ဝမ်းနဲ့စွာနဲ့ပြောဆိုခဲ့တာကြောင့်ကာနီလည်းစိတ်မကောင်းတွေဖြစ်သွားခဲ့ပြီးမနေ့ပြန်ကော်ဖီဆိုင်ဆိုင်မှာတွေ့ကြဖို့မျက်လှစရာကိုကာနီကချင်းဆိုကထွက်သွားခဲ့ပါတော့တယ်တကယ်တော့သူတို့နှစ်ယောက်စလုံးရဲ့ရင်ထဲမှာအချစ်ဆိုတဲ့ခံစားချက်လေးကဝင်ရောက်သွားခဲ့ပြီလေဖြစ်ပါတယ်။တရမှာတော့အင်ရှင်မှာခလီမလေးတယောက်ကထိုင်နေခဲ့ချိန် လူမိုက်ကာလီကရောက်ရှိလို့လာခဲ့ပြီးမင်းဖေစွန်တာဗမာလဲလို့မေးလိုက်တဲ့အခါအိမ်ထဲကနေစွန်တာကထွက်လာခဲ့တာကြောင့်ကာလီလည်းစွန်တာစီကနေအချွေးတွေကိုတောင်းယူခဲ့ပေမဲ့စွန်တာကတော့မပေးနိုင်သေးတာမို့ကာလီကိုတောင်းပန်နေခဲ့ပြီးကာလီကလက်မခံနိုင်မဲစွန်တာကိုရိုက်နှက်နေခဲ့ချိန်ဖုန်းဝင်လာခဲ့တာကြောင့်ကာလီတယောက်စွန်တာကိုချိန်ပေါင်းကတငယ်ချင်းဖြစ်သူကာရန်နဲ့ပြန်ထွက်သွားခဲ့ပါတယ် ညာဘက်ကိုရောက်တဲ့အခါကာလီတယောက်ဒူရီနဲ့တွားတွေ့ခဲ့တဲ့အခါဒူရီကကာလီရဲ့လက်ထဲကိုပဆန့်ထည့်ပေးလိုက်ပြီးငါရဲ့အင်ကြီးကော်လန်သားကိုဆွဲခဲ့တဲ့မျက်လက်ဆရာရဲ့လက်ကိုဖျက်ပေးဖို့ပြောဆိုခဲ့ပါတော့တယ်။မနက်ကိုရောက်တဲ့အခါမျက်လက်ဆရာကကာနီနဲ့တွားတွေ့ဖို့အတွက်ပြင်ဆင်ကထွက်ခွာလာခဲ့ချိန်လမ်းမထက်ကနေဆိုင်ကယ်နဲ့ရောက်ရှိလာခဲ့တဲ့ကာရန်ကမျက်လက်ဆရာကိုနှုတ်ဆက်လိုက်ပြီးတွားရမယ့်လမ်းကကျုံနေခဲ့တာမို့မျက်လက်ဆရာကိုခေါ်ကထွက်သွားခဲ့ပါတော့တယ်။ ဂါနီတယောက်ကတော့ခူရီရောင်းတဲ့ဆိုင်ကနေခူပြူလေးတစ်ကောင်ကိုဝယ်လာခဲ့ပြီးမျက်လဲဆရာနဲ့ချင်းဆိုထားတဲ့ကော်ဖီဆိုင်လေးမှာပဲချီနူးစွာနဲ့စောင့်ဆိုင်နေခဲ့ပါမြက်လဲဆရာလေးကိုခေါ်ဆောင်လာခဲ့တဲ့ကာရန်ကငါတို့ရောက်ပြီလို့ပြောလိုက်တော့ဂါလမာထက်မှာဘာဆိုင်မှမတွေ့တာကြောင့်မြက်လဲဆရာလေးဆိုင်ထဲမတွေ့ဘူးလို့ပြောဆိုနေခဲ့ချိန်မှာဂါလီက ဓာတ်ကိုရမ်းပြီးအပြေးလေးရောက်ရှိလာခဲ့ကမြလဲဆရာရဲ့လက်မောင်းကိုဓာတ်နဲ့ခုတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ခါမှာတော့လူတွေကရောက်လာခဲ့တာမို့လက်ကိုပြတ်ထွက်သွားအောင်မခုတ်ခဲ့ပဲဂါရန်နဲ့အတူကာလီတရအောင်ထွက်ပြေးသွားခဲ့ပါတော့တယ်။အဲဒီနောက်လူတွေကလည်းမြလဲဆရာလေးကိုကူညီပြီးစေယုံကားနဲ့တင်ပေးလိုက်ကြပါတော့တယ်။ဂါနီတယောက်ကတော့မြလဲဆရာကရောက်မလာသေးတာကြောင့်တဖြည်းဖြည်းနဲ့စိတ်ပြတ်သွားခဲ့ပါတော့တယ်။စီယုံဘောကိုရောက်ရှိနေခဲ့တဲ့မြလဲဆရာကိုဆရာဝန်တွေကလည်းကြိုးစားပြီးကုသပေးခဲ့ကြပါတယ် တရမတော့မျက်လဲဆရာလဲသတိပြန်ရလာခဲ့ပြီးဆရာဝန်ကြီးနဲ့တွေ့တွေ့ခဲ့တဲ့ခါမှာတော့ဆရာဝန်ကြီးကလည်းမျက်နှာမကောင်းစွာနဲ့ပဲလူနာနဲ့ပတ်သက်ရင်အမှန်တိုင်းပြောပြပေးဖို့ကဆရာဝန်တို့ရဲ့တာဝန်ဖြစ်ကြောင်းတာမန်ဘွားနဲ့ရက်တီပြီးနေထိုင်မယ်ဆိုရင်တော့ခမားလက်ကအဆင်ပြေပါတယ်ဒါပေမဲ့မျက်လဲဆရာတယောက်အနေနဲ့ဆိုရင်တော့အရှင်းလို့လက်ကိုအသုံးပြုလို့မရတော့ဘူးလို့ပြောပြခဲ့တဲ့အချိန်မှာတော့မျက်လဲဆရာလဲဆက်ပြီးတော့နားမထောင်တော့ပဲထွက်သွားခဲ့ပါတော့တယ် တရမတော့ဂါလီရိုနဲ့အတူဒူရီကလည်းကားနဲ့ထွက်လာခဲ့ခြင်းလမ်းလျှောက်ပြီးအိမ်ပြန်လာတဲ့စွန်ဒါရဲ့သမီးလေးကိုတွေ့လိုက်ရတာကြောင့်ဒူရီတို့ကလည်းစွန်ဒါရဲ့သမီးလေးကိုအတင်းအဓမ္မဆွဲခေါ်ကာကားနဲ့တင်ဆောင်သွားခဲ့ကြပါတယ်။ဂါနီတယောက်ကတော့မျက်လက်ဆရာကိုဖုန်းတွေခေါ်နေခဲ့ပေမဲ့ဖုန်းခေါ်မရပဲဖြစ်နေခဲ့ရပါတယ်။ဇေယုံဘောမှာတော့မျက်လက်ဆရာစီကိုရဲတွေက ရောက်ရှိလာခဲ့ပြီးဖြစ်စဉ်ကိုစစ်ဆေးမေးမြန်းနေခဲ့ပေမဲ့မျက်လက်ဆရာကဘာမှမပြောဘဲနှုတ်ဆက်နေခဲ့တာကြောင့်ရဲတွေလည်းစမမေးတော့ပဲလှည့်ထွက်သွားခဲ့ကြပါတယ်။ အိမ်နောက်ပိုင်းကာနီတယောက်မြလဲဆရာရဲ့အိမ်ကိုသွားရောက်ချစ်ရှုခဲ့ပေမဲ့အိမ်ကတော့ခတ်ထားတာကိုပဲတွေ့မြင်ခဲ့ရပါတယ်။မြလဲဆရာလည်းစေယုံပေါ်မှာပဲလက်ရဲ့ချင်းဒီကိုတိစီဖို့မြလဲဘောလုံးလေးကိုကင်လိုက်တဲ့အခါကင်လို့မရပဲဘောလုံးတွေကပြုတ်ချသွားခဲ့ရတာကြောင့်မြလဲဆရာတယောက်စိတ်မကောင်းတွေဖြစ်နေခဲ့ရပါတယ်။အဲဒီချိန်မြလဲဆရာရဲ့မြမဖခင်ဖြစ်သူကိုမြင်ရောက်နေမိခဲ့ပါတယ်။ဖခင်လည်းမြလဲဆရာကိုကြည့်ကမင်းပါလို့အခုလိုပုံစံဖြစ်နေရတာလေငါသားကဝမ်းနေနေတာတော့ဒီလောက်ခံကြနေတာ ဘဝကိုတိုးတက်ဖို့ဘဝကိုဆုပ်ယုပ်ဖို့လူတိုင်းမှာအကြောင်းကိုစီရှိကြတယ်မင်းအဲ့ဒါကိုရှာတွေ့ခဲ့ပြီးပြီမင်းရဲ့အကြောင်းရင်းကတတော်ကိုကောင်းတယ်စိတ်မပူပါနဲ့မင်းကအကြီးမြတ်ဆုံးမျက်လဲပညာရှင်ဖြစ်လာမှာပါမင်းကတေးကြပေါင်းငါထပ်ပူပြီးကြီးမြတ်မှာပါအခုလို့ပြောနေတာကမင်းရဲ့ဆရာအနေနဲ့မဟုတ်ဘူးအဖေတရားအနေနဲ့ပြောဆိုနေတာဖြစ်ကြောင်းမျက်လဲဆရာရဲ့မျက်လုံးထဲမှာသူ့ရဲ့ဖခင်ပြောဆိုနေတာတွေကိုမြင်ရောင်နေခဲ့ပါတော့တယ် ။တညမှာတော့မျက်လဲဆရာတယောက်စီးယုံကပြင်ဆင်လာခဲ့ပြီးအိမ်ထဲကိုတန်းပွဲမဲ့တောဆက်တနည်းအားကိုဝင်ရောက်သွားခဲ့ကမြေအောက်လှိုင်းကောင်းကနေစင်းအိမ်နောက်ဘက်ခြံဝင်းထဲကိုရောက်ရှိသွားခြင်းအိမ်နောက်ကနေပဲအိမ်ထဲကိုဝင်ရောက်သွားခဲ့ပါတော့တယ်။အိမ်ညမှာပဲဒူရီတို့၃ယောက်လည်းထိုင်နေရင်းရောဘင်တယောက်အသက်မပြည့်သေးတဲ့မိန်းကလေးတယောက်ကိုလူတယောက်ကမရင်းချင်းပြီးတပြက်ခဲ့တဲ့အကြောင်းသတင်းကိုတွေ့လာရမှစိတ်ဝင်စားနေချီရှုလိုက်တဲ့အခါစွန်တာရဲ့သမီးလေးပဲဖြစ်နေခဲ့ပါတယ် ဒီပတ်နဲ့ Robin တို့လည်းအန်အော်တချိညဲပြောဆိုနေခဲ့ကြပြီးမယ်။ဒူရီကတော့အီစိတ်တင်ငိမ့်စွာနဲ့ပဲဆလိတ်ကိုတောက်ပြီးရေစက်မှာတိတ်ဆုံးနေခဲ့တဲ့စွန်ဒါရဲ့သမီးလေးကိုပြန်လဲညင်အောင်နေမိခဲ့ပါတယ်။အဲဒီနောက်ဒူရီလည်း ကာလီရိုစီကိုဆက်သွဲကစွန်ဒါရဲ့သမီးလေးကိုနောက်ဆုံးတစ်ခေါက်တွေ့ကျင်တယ်လို့ပြောဆိုလိုက်တဲ့အချိန်မှာတော့မင်းမဲအိတ်ကလေးမလေးနဲ့ပြေဝါပျော်ပါခဲ့ပြီးပြီလေလို့ကာလီကပြောဆိုခဲ့တဲ့အခါသူကငငယ်လေးပဲရှိသေးတာလေကျွန်တော်ကိုဆွဲဆောင်နိုင်လုံးတယ်လို့ဒူရီကပြောနေခဲ့တာကြောင့်ကာရန်ကလည်းအဲ့ဒီစိုက်ကိုကောင်းနဲ့မပတ်သက်ဖို့ကာလီကိုပြောဆိုခဲ့တာမို့ကာလီကလည်းဒူရီနဲ့ဆက်မပြောတော့ဘဲဖုန်းချလိုက်ပါတော့တယ် သူတွေလည်းတနာစိတ်တွေကပြင်းပြနေကြတာကြောင့်စွန်ဒါရဲ့သမီးလေးကိုမြုံနှံထားတဲ့တင်းကြိုင်းကိုရောက်ရှိသွားခဲ့ပြီးစွန်ဒါရဲ့သမီးလေးမြေပုံရှိမှထိုင်ကမြုံနှံထားတဲ့လောင်းကိုယ်ရောအလွတ်မပေးနိုင်တဲ့လူတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။အဲ့ချိန်မြေပုံကနေရုပ်ကြီးဆိုသလိုပလတ်စတစ်ပတ်ထားတဲ့အလောင်းတစ်လောင်းကထထိုင်လိုက်တာကြောင့်သူတွေလည်းထိတ်လန့်တကြားနဲ့အနောက်ကိုလန်သွားခဲ့ချိန်အနောက်မှာရှိနေတဲ့အုတ်တိုင်နဲ့ခေါင်းကိုစောက်မိကသူတွေလည်းဆုံးပါသွားခဲ့ပါတော့တယ်။ မနက်ခင်းကိုရောက်တဲ့အခါရဲတွေကလည်းဒူရီရဲ့လောင်းရှီယာကိုရောက်ရှိလာခဲ့ကြပြီးစစ်ဆေးခဲ့ကြပြီးမဲ့မတင်ကားစရာဘာကူမှမတွေ့ရပဲဖြစ်နေခဲ့ကြပါဒီတရင်ကိုစူကြကတင်ဆက်သွားခဲ့တာကိုစိုင်းမာထိုင်နေတဲ့မျက်လဲဆရာလေးကတွေ့ရှိသွားခဲ့ပါတယ်။ကယ်တော့ဒူရီရဲ့နောက်ကိုနောက်ရောက်ခံလိုက်နေတဲ့မျက်လဲဆရာကစွန်ဒါရဲ့သမီးလေးတည်ဆုံမှုနဲ့ပတ်သက်ပြီးဒူရီနဲ့ကာလီတို့ပြောဆိုနေခဲ့တာတွေကိုကြားသွားခဲ့တဲ့အပြင်ခိုးဖြူလေးတည်ဆုံရမှုအတွက်လည်းလက်တုံပြန်ကမျက်လဲသဘောအနေနဲ့ပြုတ်လုပြီးတပ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒူရီတေဆုံးမှုတရင်ကိုသိလိုက်ရတဲ့ကာနီတယောက်မြလဲဆရာရဲ့အင်ကိုတငယ်ချင်းနဲ့အတူသွားတော့ကတွေ့ခဲ့ရတဲ့ကောင်လေး၃ယောက်ထဲကတယောက်ဖြစ်နေခဲ့မှန်းသိရှိသွားခဲ့တာကြောင့်စူဂျာနဲ့သွားရအောင်တွေ့ဆုံခဲ့ပါတော့တယ်ကာနီလည်းစူဂျာနဲ့တွေ့တဲ့အခါအဲ့ကောင်လေးတေသွားတာကတာမန်မဟုတ်ဘူးလို့ကာနီကပြောလိုက်တော့စူဂျာကလည်းမယုံသလိုဖြစ်နေခဲ့ရပါငါမျက်လဲဆရာကိုမတွေ့တာတော်တော်ကြာပြီလို့ကာနီကပြောလိုက်တော့ဒါဆိုအခုသိဆုံးမှုကမျက်လဲဆရာနဲ့ပတ်သက်နေမယ်လို့နင်ကပြောချင်တာလားလို့စူဂျာကမေးလိုက်တဲ့အခါ ငါတို့မျက်လဲဆရာရဲ့အိမ်ကိုသွားကြမယ်လို့ကာနီကလည်းပြောဆိုခဲ့ပါတော့တယ်။ညနေဆောင်းတဲ့ကကာနီတို့တငယ်ချင်းတွေလည်းမျက်လဲဆရာရဲ့အိမ်ကိုရောက်ရှိသွားခဲ့ခြင်း။စူဂျာကလည်းပတ်ဝန်းကျင်ကိုကြည့်ကဒီနေရာကဗြိတိရှ်ခေတုန်းကအိမ်တိုင်ရှိခဲ့တယ် အဒီအိမ်ပျက်စီးသွားတော့အိမ်ဒီအိမ်ပြန်ဆောက်ဖို့အတွက်တတော်ဌာနကသဘောမတူလို့ဒီအိမ်ကဒီအတိုင်းရှိနေတာဖြစ်မယ်လို့စူဂျာကရှင်းပြခဲ့ပေမဲ့ဂါနီတို့ကစိတ်ဝင်စားပဲမျက်လက်ဆရာရဲ့အိမ်ကိုတွားကြည့်ခဲ့တဲ့အခါဒုံဆန်တိုင်းအိမ်တော့ခတ်ထားခဲ့တာကြောင့်သူတို့တွေလည်းစိတ်လျှော့ကလှည့်ပြန်လာခဲ့ကြပါတယ်။ယဲရီကလည်းဒူရီရဲ့အိမ်ကြီးချင်းမျက်လက်ဆရာပျောက်နေတာနှစ်ရက်ရှိပြီမို့မသိငါတဲ့အတွက်မျက်လက်ဆရာရဲ့တပည့်ဖြစ်သူကိုရဲမှုတို့ကခေါ်ယူစစ်ဆေးခဲ့ကြပါတယ်။သူနဲ့သူ့အကြောင်းကိုကျွန်တော်ဘာမှမသိပါဘူး။ သူ့ဖေကမျက်လဲပြန်ရင်မီးလောင်ပြီးသေဆုံးသွားခဲ့တယ်ဆိုတာတော့သိရှိထားကြောင်းအခုမျက်လဲဆရာကဘယ်ရောက်နေမှန်းမသိတဲ့အကြောင်းတပည့်ဖြစ်သူကပြောပြနေခဲ့ချင်းစကံမှုဖြစ်တဲ့ရဲမေကရဲမှုစီကိုရောက်ရှိလာခဲ့တာကြောင်းတပည့်ဖြစ်သူလည်းရဲမေကိုလက်ညှိုးထုတ်ပြကမျက်လဲဆရာကိုအပြစ်မရှိဘဲဖမ်းတဲ့အပြင်ရိုက်နှက်ထားတဲ့အကြောင်းညာဘက်ချောင်းရိုက်ခံရလို့တိုင်ချက်သွောပွင့်တော့လေလက်မခံခဲ့ကြောင်းပြန်လဲပြောပြခဲ့တာကြောင်းရဲမှုကလည်းမျက်လဲဆရာရဲ့တပည့်ဆိုသူကိုပြန်လွတ်လိုက်ပါတော့တယ် အဲ့နောက်ရဲမှုလဲရဲမေကိုကြည့်ကယူနီဖောင်းဝတ်ထားလို့လှုပ်ချင်နိုင်လှုပ်လို့ရမယ်လို့မင်းကထင်နေလားမင်းရဲ့လှုပ်ရက်တွေကိုစစ်ဆေးပြီးပြီအပြစ်မရှိတဲ့သူကိုရရဆက်ဆက်ရိုက်နှက်ထားတာကိုတွေ့ခဲ့ရကြအောင်ပြောဆိုခဲ့ပေးမယ်ရဲမေကလည်းပြန်လဲရှင်းပြဖို့စူးစမ်းခဲ့တာကိုရဲမှုကလမ်းခံပေးအခုမြန်လဲဆရာကလည်းပျောက်ဆုံးနေခဲ့တာကြောင့်စကံမှုဖြစ်တဲ့ရဲမေကိုလည်းတာဝန်ကနေယာယီရဆိုင်ခဲ့ပါတော့တယ်တရမာတော့ကာလီတယောက်ဒီပက်စီကိုဖုံးဆက်ပြီးရောဘင်နဲ့အတူလာခဲ့ဖို့တဏီယာကိုချိန်ဆခဲ့ပါတယ် ရောဘင်နဲ့ဒီပတ်တို့လည်းကာလီချင်းတဲ့နေရာကိုရောက်ရှိသွားခဲ့တဲ့အခါမျက်လဲဆရာကိုအပီးတက်ဖို့ငါတို့ပြောခဲ့တော့ငါဒူရီကလက်ကိုပဲဖြတ်ပါဆိုလို့ငါတို့ကသူပြောတဲ့အတိုင်းပြုတ်လုပေးခဲ့တယ်။အခုတော့သူကအနားယူသွားပြီ။ငါတို့တွေကတော့ပြဿနာတွေနဲ့ကြံခဲ့တယ်။ဒူရီမသေးဆုံးခင်ကငါနဲ့ဖုန်းပြောခဲ့သေးတယ်။သူ့ရဲ့ဖုန်းကိုရဲတွေကစစ်ပြီးရင်ငါတို့တွေရဲ့အကြောင်းကိုတီးသွားတော့မှာ။အဲဒါကြောင့်အခုငါတို့ကဒီမှာပုံနေရတာဖြစ်ကြောင်းဒီတက်လုံးကြုံတဲ့နေရာကိုရှာဖွေပေးဖို့အတွက်ဒီပတ်တို့ကိုပြောဆိုခဲ့တဲ့အခါအဲ့အတွက်စိန်ဖူပါနဲ့ ညလဲဆရာကအင်ကိုပြန်မလာတော့တာတတော်ကိုကြာနေပြီအခုအချိန်ကသူ့ရဲ့အိမ်မှာပုံနေဖို့ကအလုံးကြုံဆုံးပဲလို့ပြောဆိုခဲ့တာကြောင့်ကာလီတို့လည်းလက်ခံလိုက်ရင်တကယ်လို့ညလဲဆရာကပြန်ရောက်လာရင်လည်းတခါတည်းကိုအပြည့်ရှင်းပြမယ်လို့ကြုံဝါလိုက်ပါတော့တယ်ညာဘက်ကိုရောက်တဲ့အခါကာလီတို့လည်းညလဲဆရာရဲ့အင်ကိုရောက်ရှိသွားခဲ့ကတော့ကိုဖြတ်ပြီးအိမ်ထဲကိုဝင်ရောက်သွားခဲ့ကြပါတယ် အိမ်ထဲမှာတော့မြက်လက်ပစ္စည်းတွေပြင်ဗြိတိရှားတွေရဲ့တစ်တာတွေကိုတွေ့ရှိခဲ့ရပေမဲ့ဘာကူမှမထိခဲ့ကြပါဘူးဒီဘက်တို့လည်းကာလီတို့ကိုထားခဲ့ကအိမ်ပြင်ဘက်ကနေတောက်ခတ်သွားခဲ့ပါတော့တယ်ကာလီတို့တွေလည်းအိမ်ထဲမှာမိကမရှိတာကြောင့်အိပ်ဖို့နေရာရှာဖွေနေခဲ့ကြပါခဏအကြာမှာတော့ကာလီနဲ့ကာရန်တို့လည်းအိပ်ပျော်သွားခဲ့ခြင်းမြေရောက်ခန်းထဲမှာရှိနေတဲ့မြက်လက်ဆရာကအိမ်ထဲကိုရောက်ရှိလာခဲ့ကကာလီနဲ့ကာရန်တို့အိပ်ပျော်နေခဲ့တာကိုတွေ့လာရတာကြောင့်ပကြီးစာအုပ်မှာပုံသူပကြီးကိုဆွဲပြီးထွက်ခွာသွားခဲ့ပါတော့တယ် မနက်ခင်းကိုရောက်တဲ့အခါကာရန်တို့လည်းအိယာကနိုးပြီးပကြီးစာအုပ်ကိုကြည့်လိုက်တော့သူတို့နှစ်ယောက်ရဲ့ပုံကိုတွေ့ရှိခဲ့ရပြီမဲ့အဖတ်မထင်ပဲဖြစ်ခဲ့ကြရပါဘူး။အဲဒီချိန်တကားခေါက်တန်ကိုချားလိုက်ရတာကြောင့်နှစ်ယောက်သားတိတ်တဆိတ်သွားကြည့်ခဲ့ချိန်ဒီဘက်ကစားစရာလာပို့တာဖြစ်ကြောင်းပြောဆိုခဲ့။စားစရာတွေကိုပေးကအိမ်ကိုအပြင်ကနေတောက်ခတ်ပြီးပြန်ထွက်သွားခဲ့ပါဘူး။ခဏအကြာမှာတော့ဂာနီကရောက်ရှိလာခဲ့ကအိမ်တော့ကိုကြည့်လိုက်တော့အိမ်တော့ကသစ်ဖြစ်နေတာကိုတွေ့ရှိခဲ့ရတာမို့ဂာနီလည်းစူဂျာစီကိုဖုံးဆက်ခဲ့တဲ့အခါအိမ်တော့ပြောင်းလာက ထူးဆန်းမဟုတ်ဘူးလေအင်ရှင်ကတော်ပြောင်းသွားတာလည်းဖြစ်နိုင်တာပဲလေလို့စူဂျာကပြောလိုက်တော့ဂါနီကလည်းလက်ခံသလိုဖြစ်သွားခဲ့ပါတော့တယ်ကိုကိုနှုတ်တောင်မဆက်ပဲထွက်သွားတဲ့သူကိုအခုထိရှာနေတုံးမဲ့လားလို့စူဂျာကဂါနီကိုမေးလိုက်တော့ဂါနီမှလည်းပြန်ဖြေစရာအဖြေတွေကရှိမနေခဲ့တာမို့ဖုံးချလိုက်ပါတော့တယ် ဒါနီတယောက်ပြန်သွားခဲ့တဲ့အချိန်မှာတော့အိမ်ထဲကနေချောင်းနေတဲ့ကာလီတို့လည်းဒီဘက်စီကိုဖုန်းဆက်ကအဲ့ဒီမိန်းကလေးကဘသူလဲလို့မေးလိုက်တော့မြန်လဲဆရာရဲ့ချစ်သူဖြစ်ကြောင်းအိမ်တော့ခတ်ထားတာမို့အချိန်တန်ရင်သူကပြန်သွားတာမို့စိုးရင်ဆရာမလို့ကြောင်းပြောဆိုခဲ့တာကြောင့်ကာလီတို့တွေလည်းစည်ရေးသွားခဲ့ကြပါတယ်ဒီအိမ်မှာနေရတာစိတ်ထဲမှာမကောင်းဘူးအဲ့ဒါကြောင့်ပါလာကရေတရနာကကိစ္စပြီးရင်ဒီကနေထွက်သွားကြမယ်လို့ကာရန်ကပြောလိုက်တော့ကာလီကလည်းလက်ခံခဲ့ပါတယ် ညာဘက်ကိုရောက်တဲ့အခါကာရန်နဲ့ရောဘင်တို့လည်းဘာလာကရေတန်းသားမှာရှိတဲ့အင်ကိုချိန်ဆထားတဲ့စီစဉ်တိုင်းထွက်လာခဲ့ချိန်ကာလီကိုတော့အိမ်ထဲမှာတောက်ခတ်ထားခဲ့ကြပါကာရန်တို့တွေလည်းဘာလာကရေတားကိုမရောက်ခင်ဒူရီတည်ဆုံခဲ့တဲ့တင်းညိုင်းသားကိုဖျက်မောင်းသွားခဲ့ကြပါအဲ့နောက်ကာရန်ကလည်းချင်းဆူထားတဲ့အိမ်နဲ့မလှမ်းကမ်းမှာရောဘင်ကိုစောင့်ဆိုင်းစေခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်။ဂျော်ချန်စွာနဲ့ချန်ခဲ့တဲ့ရောဘင်တယောက်ကလည်းဒီဘက်စီကိုဖုံးဆက်ပြီး ဂါရန်နဲ့အပြင်ကိုရောက်နေကြအောင်ပြောပြခဲ့တဲ့အခါမကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားမိနေတယ်။အဲဒါကြောင့်သူ့ကိုထားခဲ့ပြီးမင်းတယောက်ထဲပြန်လဲလာခဲ့ပါလို့ဒီဘက်ကလည်းပြောဆိုခဲ့တာကြောင့်ဂျော်ချန်နေတဲ့ရောဘင်လည်းအချိန်မဆိုင်တော့ပဲဖွက်ခွာသွားခဲ့ပါတော့တယ်။ဂါရန်တယောက်ချိန်ဆထားတဲ့သူနဲ့တွေ့ပြီးလမ်းလျှောက်ပြန်လာခဲ့ချိန်ပါလာကာရီတရာပေါ်ရောက်လာတော့ကိုပြူတကောင်ကရုတ်တရက်ရှေ့ကနေထပြန်သွားခဲ့တာကိုတွေ့မြင်လိုက်ရတာကြောင့်သူလည်းကြည့်ရှုလိုက်ရင် တပင်ပေါ်မှာကျူးဆွချတိဆုံးနေခဲ့တဲ့ကာလီကိုတွရှိခဲ့ရတဲ့ခါမှာတော့ဂါရန်လည်းထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးအနောက်ကိုစုံရင်းနဲ့ပဲဒရာရဲ့ဘောင်ပေါ်ကနေအောက်ကိုပြုတ်ကျကာတိဆုံးသွားခဲ့ပါတော့တယ်။တကယ်တော့ကာလီတယောက်အိမ်ထဲမှာတယောက်တည်းပြိမ့်မိပြီးကြံရစ်နေခဲ့တာပဲဖြစ်ပါတယ်။တပင်ပေါ်မှာကျူးဆွချအောင်ပြုတ်လုခဲ့တဲ့ကာလီကတော့မျက်လဲဆရာရဲ့လက်ကွက်တစ်ခုအနေနဲ့ကာလီရဲ့ပုံစံတူအရုပ်နဲ့ပြုတ်လုခဲ့တာပဲဖြစ်ပါတယ်။ နက်ခင်းကိုရောက်တဲ့အခါကာရန်ရဲ့အလောင်းရှိရာကိုဂျယ်ရီကရောက်ရှိလာခဲ့ပြီးစစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ကြပြီးမှဘာတဲလို့ဇာကူမှမတွေ့ရပဲဖြစ်နေခဲ့ပါတော့တယ်။အဲဒီနောက်ဂျယ်ရီကလည်းတရားပေါ်မှာတက်ဆင်ထားတဲ့ CCTV ကနေတွေ့ရှိလာရတဲ့လူသုံးယောက်ကိုခေါ်ယူစစ်ဆေးခဲ့ကြပြီးမှကာရန်နဲ့ပတ်သက်ပြီးဘသူကမှဘာမှမသိရှိတာကြောင့်ဂျယ်မှုကလည်းအဆိုပါလူသုံးယောက်ကိုပြန်လွတ်ပေးလိုက်ပါတော့တယ်။ ရဲမှုလဲရဲတပ်သားကိုကြည့်ကအဖြစ်ဖြက်ကိုကြည့်မယ်ဆိုရင်ဒင်းတိုင်းနဲ့တရားချာမှာပတ်သက်မှုတစ်ခုခုရှိနေတယ်လို့မထင်မိဘူးလားလို့ရဲမှုကပြောလိုက်တော့ဒီသိသိမှုတစ်ခုကအသက်ခံရတာလို့ပြောဖို့ကကျွန်တော်တို့မှာဘာသက်သေမှမရှိဘူးလေလို့တပည့်ရဲတပ်သားကပြောဆိုခဲ့တဲ့အခါရဲမှုကလည်းသဘောတူညီကြတာပြောလိုက်ရင်တခါတလေမတူညီတဲ့ခင်ဖြစ်ရာနေရာနှစ်ခုမှာချိတ်ဆက်မှုရှိနေနိုင်တယ်လို့ပြောဆိုခဲ့ပါတယ် အဲ့ချိန်ဒူရီရဲ့ဖုန်းထဲမှာကာလီရဲ့ဖုန်းနံပါတ်ကိုတွေ့ခဲ့ရတာဖြစ်ကြောင်းကာရန်ကကာလီရဲ့ညာလက်ယုံဖြစ်ကြောင်းတပည့်တူးကပြောပြလိုက်ပါတော့တယ်ကာလီကပြီးခဲ့တဲ့တပတ်ကလေးကထွက်ပြေးနေတာဆရာလို့တပည့်ဖြစ်သူကပြောလိုက်ရင်ဖုန်းကလည်းစင်ကပ်ပြောင်းထားတာဖြစ်မယ်ချီယာခံလို့မရဘူးလို့ပြောဆိုခဲ့တာကြောင်းရဲမှုလည်းတစ်ချက်စဉ်းစားလိုက်ရင်ကာလီကထောင်ချောင်းမိနေတာလည်းဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ် အလောင်းကိုရင်ခွဲစစ်ဆေးမှုရလက်ရဒူရေကခေါင်းကိုထိခိုက်ပြီးသိဆုံးသွားခဲ့ရတယ်လို့ဂါရန်ကလည်းတရားပေါ်ကနေပြုတ်ချသိဆုံးသွားခဲ့ရတယ်ဆိုပေမဲ့သူတို့နှစ်ယောက်စလုံးရဲ့တူညီမှုကတော့မသေးခင်မှာထိတ်လန့်စရာတစ်ခုနဲ့တွဲကြုံခဲ့ရတာဖြစ်ကြောင်းသိရှိခဲ့ရတယ်လို့ရဲမှုကပြောလိုက်ရင်ဒါပေမဲ့အနီးအနားမှာလည်းသဲလွန်စားဘာကိုမှမတွေ့ရဘူးလို့ပြောဆိုကစဉ်းစားနေခဲ့ပါတယ် တဘာဝလုံးဖြစ်ရဲ့များလားလို့တပည့်ဖြစ်သူကပြောလိုက်တော့ဒီနောက်ွယ်မှာချူးကင်နေတဲ့လူကတဘာဝလုံးဖြစ်ရဲ့ပုံစံမျိုးနဲ့လူတစ်ယောက်လှုပ်တာဖြစ်နိုင်ကြောင်းသူတို့ရဲ့စီစဉ်ကအောင်မြင်သွားခဲ့တာမို့နောက်ထပ်ပြင်မှတ်ကိုဥတည်နေတာဖြစ်နိုင်ကြောင်းရဲမှုကကောက်ချက်ချခဲ့ပါတော့တယ်။ညာဘက်ကိုရောက်တဲ့အခါကာလီရဲ့စီကိုရောဘင်ကဖုံးဆက်လာခဲ့ပြီးအခုတကားဖွင့်ထားတယ်ကျွန်တော်တို့ကိုမနှောက်ရှက်ပါနဲ့တော့လို့ပြောဆိုကဖုံးချသွားခဲ့ပါတော့တယ်။ကာလီလေတကားစီကိုထွက်သွားခဲ့ချိန်မှာထိုင်ကုန်မှာထိုင်နေတဲ့မျက်လဲဆရာကိုတွေ့လိုက်ရတယ်လို့ အိမ်ထဲကမိတွေကလည်းလင်းသွားခဲ့ပါတော့တယ်။ကာလီလည်းမျက်လဲဆရာကိုကြည့်ပြီးမင်းကဘာသူလဲလို့မေးလိုက်တော့ငါရဲ့လက်ကိုဖြတ်ပြီးမေးသွားပြီလားလို့မျက်လဲဆရာကလည်းပြန်လဲမေးမြန်းခဲ့တာကြောင့်ကာလီကလည်းမျက်လဲဆရာဆိုတာကိုသိရှိသွားခဲ့ကအိမ်ကမင်းရဲ့လက်ကိုပဲဖြတ်ခဲ့တာလို့ပြောဆိုပြီးအနားမှာရှိတဲ့ဓာတ်ချောင်းကိုဆွဲပြီးမျက်လဲဆရာကိုခုတ်ဖို့လုပ်မှာပဲအပေါ်ကနေလောင်ချိုင်းတစ်ခုကပြုတ်ကျလာခဲ့တာကြောင့်ကာလီတယောက်ပြန်ထွက်မရပဲဖြစ်သွားခဲ့ရပါတယ်။ မြန်လဲဆရာလဲဘာမှမပြောတော့ပဲလောင်ကျိုင်းကိုကျူးနဲ့ဆွဲသွားခဲ့ပြီးအိမ်ပြင်ကိုထွက်သွားခဲ့ကကားလမ်းမကြီးရဲ့ဘေးမှာရှိတဲ့တပင်ကြီးတပင်ရဲ့အနားကိုရောက်ရှိသွားခဲ့ပိုင်မြန်လဲဆရာလဲကျူးကိုတပင်ပေါ်ကိုပြစ်တင်ပြီးလောင်ကျိုင်းကိုတပင်ရဲ့အတော်မြင့်မြင့်ကိုဆွဲတင်လိုက်ပြီးမှအမြင့်ကိုရောက်တဲ့အခါလောင်ကျိုင်းကိုဖွင့်ထုတ်လိုက်တဲ့အချိန်မှာတော့ဂါလီလဲအောက်ကိုပြုတ်ချပြီးလမ်းမနဲ့ခေါင်းနဲ့စောင့်မိကတိဆုံးသွားခဲ့ပါတော့တယ် မနက်ခင်းကိုရောက်တဲ့အခါနွားနို့ပို့တဲ့လူတစ်ယောက်ကစပိန်နဲ့ထွက်လာခဲ့ရင်ဂါလီရဲ့လောင်းကိုလမ်းမကြီးပေါ်မှာတွေ့လာရတာကြောင့်လမ်းဖြန်ကနွားနို့ပို့သမားလည်းအော်ဟေးထွက်ပြေးသွားခဲ့ပါတော့တယ်။ဂါလီရဲ့သိဆုံးမှုသတင်းကိုသိရှိလာတဲ့ကာနီတယောက်သတင်းကိုကြည့်ရှုနေခဲ့ချိန်ရခင်သိဆုံးမှုနှစ်ခုကိုလည်းရဲတွေကစုံစမ်းမှုမသိရသေးတဲ့အပြင်အခုထပ်မံပြီးသိဆုံးမှုဖြစ်သွားခဲ့တာဖြစ်ကြောင်းကြေညာသွားခဲ့တာကြောင့်ကာနီတယောက်မျက်လက်ဆရာအတွက်စူးရင်သွားခဲ့ပါတော့တယ်။ ညာဘက်ကိုရောက်တဲ့အခါရောဘင်နဲ့ဒီဘက်တို့လည်းကာလီရဲ့တိတ်ဆုံးမှုကြောင့်တီတိုပြောဆိုနေကင်းလမ်းလျှောက်လာခဲ့ချိန်မှာပဲရဲရီကရောက်ရှိလာခဲ့ကသူတို့နှစ်ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါမနက်ခင်းကိုရောက်တဲ့အခါရောဘင်တို့နဲ့အတူရဲမှုတို့ကလည်းမြလဲဆရာရဲ့အိမ်ကိုရောက်ရှိသွားခဲ့ကြပြီးအိမ်ထဲမှာစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးမယ်ထွေထွေတူတူဘာမှရှိမနေခဲ့ပဲဖြစ်နေခဲ့ပါအဲဒီနောက်ရဲမှုလည်းရောဘင်တို့ကိုချိကာ မင်းကကာလီတို့ကိုဒီမှာနေခွင့်ရအောင်ကူညီပေးခဲ့ရုံပဲမှတ်လားလို့ပြောဆိုပြီးပြန်လွတ်ပေးလိုက်ပါတော့တယ်အဲ့နောက်ရဲမှုလဲနေရံမှာချိတ်ဆွဲထားခဲ့တဲ့မြက်လဲဆရာရဲ့ဖခင်ဖြစ်သူဓာတ်ပုံကိုတေချာစိုက်ကြည့်ပြီးမှပြန်ထွက်သွားခဲ့ပါတော့တယ်။ခဏအကြာမှာတော့မြက်လဲဆရာလဲဖခင်ဓာတ်ပုံချိတ်ဆွဲထားတဲ့တိုင်လုံးမှာယူဝက်ပြုတ်လုထားတဲ့မြေရောက်ထက်ကိုဆင်းနေအခန်းတကားဘောက်ကနေပြန်ထွက်လာခဲ့ပါတော့တယ်။ရဲတပ်သားလဲကားနဲ့ထွက်လာခဲ့ရင်မြက်လဲဆရာကအိမ်မှာမရှိရင်ဒီအနီးတစ်ဝိုက်မှာပဲရှိနေတယ်လို့ခန်းစားမိကြအောင် အရာရှိတယောက်ကိုပြောပြနေခဲ့ခြင်းရဲမှုကကောင်းလင်းတယောက်ကိုပြန်လှုပ်ပေးလိုက်တာကအကြောင်းရင်းရှိကြောင်းသိဆုံးမှု၃ခုစလုံးကဆက်ဆက်မှုရှိကြောင်းသူတို့အားလုံးကထိတ်လန့်စရာတွေနဲ့ခြုံတွေ့ခဲ့ရတာဖြစ်ကြောင်း သူတွေကလိမ်ပိုင်းဆိုင်ရာဆွဲလန့်တဲ့စိတ်ရောဂါတွေဖြစ်ကြောင်းသူတို့အားလုံးကိုမျက်လဲဆရာကလက်ဖျားနဲ့တောင်မထိပဲကြောက်ရွံ့မှုနဲ့တတ်ခဲ့တာဖြစ်ကြောင်းမျက်လဲဆရာတယောက်ရဲ့အောင်မြင်မှုရဲ့လက်ကုပ်တံတွေကအောင်ပွဲစီကိုအထွတ်ထိပ်ရအောင် ပြုလုပ်ပေးနိုင်သလိုအဲ့ဒီအထွတ်ထိပ်ကပဲသူ့ကိုလမ်းဆန်းစေတဲ့စွမ်းရည်တွေပေးတာဖြစ်ကြောင်းအရာရှိကပြောပြခဲ့ပါတယ်အဲ့ဒီမြလဲဆရာလေးကထင်သလောက်မအောင်မြင်ဘူးတော့လို့ရဲတပ်သားကပြောလိုက်တော့အဲဒါကြောင့်သူ့ကိုရှော့တွက်လို့မရတာ အချင်းချင်းရှုံးနေမှုတဲ့သူကအနိုင်ရဖို့ပူပြီးတော့စိတ်ဆုံးဖြတ်ထားတတ်တယ်လို့ရရှိကပြောဆိုခဲ့တဲ့အခါဒါပေမဲ့အဲ့လူတွေကိုဘာရွယ်ချက်နဲ့တတ်ခဲ့တာလဲလို့ရဲတပ်သားကမီးမြန်းခဲ့ပါတယ်။သူသားငါတို့ရဲ့ပုံမှန်စစ်ဆေးမှုအောက်ကိုရောက်သွားမယ်ဆိုရင်ငါတို့ရှာတွေ့နေလောက်ပြီ။ဒါပေမဲ့သူကအဲ့လူမဟုတ်ဘူး။သူကလူတွေနဲ့မပေါင်းဘူး။ဖုန်းကိုလည်းမသုံးဘူး။ဆိုရှယ်မီဒီယာအကောင့်ကလည်းမရှိဘူး။သူဖေကမျက်လက်စရာဆိုတာကလွဲပြီးသူ့ရဲ့အကြောင်းကိုကျန်တဲ့ကိစ္စဘာမှမသိရဘူး။ ဒါကြောင့်သူကနည်းနည်းတဲ့လူတစ်ယောက်ပဲလို့ရရှိကပြောဆိုခဲ့ပါတော့တယ်။ညာဘက်ကိုရောက်တဲ့အခါရဲတွေကငါတို့ကိုလှုပ်ပေးလိုက်တာအကောင်းမဟုတ်ဘူးလို့ရောဘင်ကပြောလိုက်တော့ဒူရီသေးပြီးကလေးကငါတို့ရဲ့နောက်ကိုတယောက်ယောက်ကလိုက်နေတယ်လို့ခံစားရကြောင်းဒီဘက်ကပြောဆိုခဲ့တဲ့အခါဘသူလဲလို့ရောဘင်ကမေးလိုက်တော့မျက်လဲဆရာပေါ်လို့ဒီဘက်ကဝမ်းနဲ့စွာနဲ့ပြောဆိုခဲ့ပါအဲနော်ရောဘင်တို့လည်းအချောက်တရားနဲ့သိရမယ့်အစားဖြစ်ချင်ရဖြစ်ဆိုပြီးညလက်ဆရာရဲ့အိမ်ထဲကိုတွားရအောင်စစ်ဆီးခဲ့ကြပါတယ်။ရောဘင်တို့လည်း မြလဲဆရာရဲ့အင်ကိုရောက်ရှိလို့လာခဲ့ပြီးစစ်ဆေးနေခဲ့ရင်မြောက်ခန်းကိုတွေ့ရှိသွားခဲ့ကြပါရောဘင်တို့လည်းမြောက်ခန်းတိုင်းရှောက်လန်းလို့လာခဲ့ရင်တကားတစ်ချက်ကိုတွေ့လာရတာကြောင့်ဖွင့်ကြည့်လိုက်တဲ့အခါမျက်လုံးနီးကြီးနဲ့မြလဲဆရာကိုတွေ့လာရတာကြောင့်သူတို့တွေလည်းအမြန်ဆုံးနည်းနဲ့ပကန်းလုံးစီပြီးအိမ်ထဲကနေထွက်ပြေးလို့လာခဲ့ကြရင်ရဲမှုစီကိုဖုန်းနဲ့ဆက်သွယ်ခဲ့ကြပါ ခဏကြာမှတော့ရဲတွေကရောက်ရှိလို့လာခဲ့တဲ့အခါအိမ်ထဲကနေမျက်လက်ဆရာကမိတုံနှစ်ချောင်းကိုကင်ပြီးထွက်လာခဲ့ပြီးမှအိမ်ထဲကိုပြန်ဝင်သွားခဲ့တာကြောင့်ရဲတွေကလည်းတကားကိုဖွင့်ပေးဖို့ပြောဆိုရင်းတကားကိုစောင့်ခံကအိမ်ထဲကိုဝင်ဖို့လုပ်မှာပဲတိမ်လုံးကမီးလောင်သွားခဲ့ပါတော့တယ်အဲ့ဒီချိန်ရဲမှုကလည်းမိသက်ဌာနကိုဖုန်းဆက်ခေါ်ပြီးမိတွေကိုနှိမ့်စေခဲ့ပါတော့တယ် မိတွေအားလုံးငိမ့်သွားခဲ့တဲ့အချိန်မှာတော့ရဲမှုတို့လည်းအိမ်ထဲကိုဝင်ရောက်သွားခဲ့တဲ့အခါမိလောင်ကျွမ်းနေတဲ့လူတစ်ယောက်ကိုတွေ့လာရပေမဲ့တေချာကြည့်ရှုခဲ့တဲ့အခါလူမဟုတ်ပဲအယုတ်ကြီးဖြစ်နေခဲ့မှန်းသိရှိသွားခဲ့ရပါတယ်။အဲနောက်ရဲမှုလည်းနေရာမှာချိတ်ဆွဲထားတဲ့စာသားကိုဖြုတ်ယူဖတ်ရှုခဲ့တဲ့အခါမိလိုရာလမ်းလိုရေးသားထားခဲ့တာကိုတွေ့လာရတဲ့ပြင်မြောက်ခန်းရှိနေခဲ့တာကိုလည်းသိလိုက်ရပါတော့တယ်။နောက်တနေ့မှာတော့ရဲမှုနဲ့ရဲတပ်သားလည်းတွေ့ဆုံခဲ့တဲ့အခါမြလဲဆရာကမြောက်ခန်းကနေဘလို့လွတ်သွားတာလဲ။ သူ့ဘမပဲဖြစ်ဖြစ်သူ့ကိုရအောင်ဖမ်းရမယ်လို့ရဲတပ်သားကပြောလိုက်တော့တသေးမရှိပဲသူ့ကိုဘလို့ဖမ်းမှလဲလို့ရဲမှုကပြောဆိုခဲ့ပိုင်းဒါဆိုရင်မြလဲဆရာကလူတက်မှုတွေထပ်ပြီးကျူးလွန်နေမှလားလို့ရဲတပ်သားကပြောလိုက်တော့ဟုတ်တယ်နောက်ပိုင်းငါတို့တသေးရခဲ့ရင်တော့သူ့ကိုဖမ်းနိုင်ပါမလားမသိဘူးသူကထမ်းမြက်ပြီးရဲမှုနေတဲ့မြလဲဆရာတယောက်ဖြစ်သွားပြီလို့ရဲမှုကစိတ်ပြက်စွာနဲ့ပြောဆိုခဲ့ပါတော့တယ် ဂါနီတို့တငယ်ချင်းတွေလည်းအေးတောက်နေခဲ့ရင်မြလဲဆရာကအခုဘယ်ရောက်သွားပြီလဲလို့စူဂျာကဂါနီကိုမေးလိုက်တဲ့အခါသူကတနေရာထဲမှာမနေဘူးသူလိုအပ်တဲ့နေရာကိုသွားလိုက်မယ်လို့ဂါနီကပြောလိုက်တာကြောင့်ဒါဆိုသူကနင့်ရဲ့နှလုံးသားထဲမှာရောရှိလားလို့စူဂျာကစက်နောက်နေခဲ့တာကြောင့်ဂါနီကလည်းသဘောတူချနေခဲ့ပါတော့တယ်တရမာတော့ကာနီတယောက်တောင်ပေါ်မှာရှိတဲ့ဖျားเจ้าကိုထွက်လာခဲ့ခြင်းမြလဲဆရာကဖုံးဆက်လာခဲ့တာကြောင့်ကာနီတယောက်ဝမ်းသာသွားခဲ့ပြီးရှင်ကူဘမလဲလို့မီးနေခဲ့ပါတယ် ငါကမင်းရဲ့အနီးဆုံးမှာပါပဲလို့မြလဲဆရာကပြောဆိုခဲ့တာကြောင့်ဂာနီကလည်းသူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်ခဲ့ပေမယ့်ဘသူကမှရှိမနေခဲ့တာကြောင့်မတွေ့ဘူးလို့ပြောဆိုခဲ့ပါမြလဲဆရာလည်းမဖုံးကွယ်တော့ပဲငါတို့ရဲ့အလုပ်ကလူတွေမမြင်ရဘူးလေအဲ့ဒါမြလဲဆရာပဲလို့ပြောဆိုလိုက်ရင်ခူပြူလေးတကောင်ကိုမျက်လက်နဲ့ပြုတ်လုလိုက်ပြီးဂာနီရဲ့ရှေ့ကနေဖြတ်တန်းစေခဲ့တာကြောင့်ဂာနီတယောက်ခူပြူလေးကိုကြည့်ရင်မြလဲဆရာရှိနေခဲ့တဲ့ဆိုတာကိုသဘောပေါက်သွားခဲ့ပြီးဇလန်းလေးကပြီးဆုံးသွားခဲ့ပါတော့တယ် ။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap box channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်။